ဒီဗီဒီယိုမှာတော့ကျွန်တော်ကသင်္ကန်းငယ်ချင်းဖြစ်တဲ့မောင်ပြာအကြောင်းပြောသွားမှာပါမောင်ပြာကအပြင်းကြီးတဲ့သူတယောက်သူကစကားများတဲ့သူတော့မဟုတ်ပါဘူးသူကဂိမ်းလဲဆော့ပေမဲ့ဂိမ်းမဆွဲပါဘူးကျောင်းမှာလည်းစာရိတ်တိတ်မလုပ်တလို့ကျောင်းအလုပ်လည်းမလုပ်ပါဘူးဒါပေမဲ့ထူးဆန်းတာဒီလိုဘာမှမလုပ်ချင်တဲ့ငပြင်းကြီးကစာတော်တဲ့သူတွေထဲမှာပါနေတာပါစာတော်နဲ့စာရရကတူတလူလူနဲ့မတူပါဘူး ကျွန်တော်တို့လို့စာလိုက်လုံနိုင်စာလိုက်ပြောနိုင်တဲ့အဆင့်ကောင်းလေးရတဲ့သူတွေကစာရတာပါဒါပေမဲ့စာကိုအရင်ကြီးရနေဘာလာလာမီအကုန်ပြည်နိုင်နေတဲ့တော့ဆရာကြီးတွေကိုတော့စာတော်တယ်လို့ခေါ်ပါတယ်သင်ထင်ကောင်းထင်ပါလိမ့်မယ်မောင်ပြားငပြင်းဟန်ဆောင်ပြီးတော့အိမ်မှာစာကူးလုံနေတယ်လို့ပါတို့ပေါ့အဲ့လိုလုံးဝမဟုတ်ပါဘူးကျွန်တော်သူ့အိမ်တော်လဲတော့ကသူလုံးဝညီပါစာမလုပ်တာစာအုပ်တအုပ်တောင်ကြကြကန်လေးမရှိတာလွယ်အိတ်တောင်ချထားတဲ့နေရာမရွေးတာ ဒီစကားတွေကိုသူ့အိမ်ကပြောလို့သိရပါတယ်။တင်ကသူညံကောင်းလို့ညီမဘောလို့တွေးချင်တွေးမိပါလိမ့်မယ်။ဒါကတော့စဉ်းစားစရာဆိုပေမဲ့သူကတာမန်နဲ့ညံအရန်ကြီးကွာနေတာမျိုးမဟုတ်ပါဘူး။ဒီမှာကျွန်တော်မကျင်တဲ့အချက်တခုရှိပါတယ်။ကျွန်တော်ကစာရီအတကုံလို့နေ့လုံးညလုံးမနာတဲ့လို့ပြီးတော့အချိန်ညာလုံးစောင့်မျိုးပဲဖြည်ပြီးအမှတ်တွေသိရမယ့်အချိန်မှာဒီကောင်ကငြိမ့်နေပါတယ်။ဟုတ်ပါတယ်။ကျွန်တော်တို့က BDC တွေကမတက်တဲ့အချိန်မှာ သူကဘာသာတိုင်းအေရီနဲ့လမ်းမိုးတာအဲ့နောက်တော့ကျွန်တော်စဉ်းစားတယ်ဒီကောင်မောင်ပြားကဘာတွေလှုပ်ပြီးတော့ဘာတွေစားနေလို့ဒီလိုဆောင်ရမ်းကြမ်းနေတာလဲပေါ့အဖြေလုံးဝရှာလို့မရခဲ့ပါဘူးဒီနေ့မတိုင်ခင်ကြည့်ပေါ့ဒီဗီဒီယိုမှာတော့မောင်ပြားတို့စားတော်ခြင်းတဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်လိလကျင့်သုံးခဲ့တဲ့စားလုပ်နည်းတွေကိုပြောပြပေးသွားမှာပါဒီနည်းတွေကမောင်ပြားစီကသိရတာပါဒီနည်းလမ်းလေးတွေကိုဥပမာသာရကဇက်လမ်းလေးတွေနဲ့အရှင်းပြပေးမှာပါ ပထမချက်ကတော့အိတ်ရေဝအောင်အိတ်ပေးဖို့ပါမောင်မြာအိမ်မှာမအိတ်ဘူးလားဆိုတော့အိတ်ပါတယ်เจ้าမှာအိတ်တာဆိုလို့ကြကြံမှတစ်ခါပဲတွေ့ရပါတယ်သူကစာရချင်းရစာကိုအာယုံဆိုင်ရမယ်အာယုံဆိုင်ဖို့ဆိုရင်အိတ်ငိုက်နေလို့အဆင်မပြေဘူးလို့ပြောပါတယ်အိတ်ရေဝကအိတ်ဆိုတဲ့စကားကတင့်မိပါရဲ့ဆုံးမနေကြစကားနဲ့တောင်းတူနေတာမှန်ပေမဲ့တကယ်ကိုအကျိုးရှိတဲ့အချက်ပါတင်ကတညလုံးဂိမ်းဆော့မယ်စာကြည့်မယ် ဗီဒီယိုကြည့်နေတာလေလှုပ်ပြီးတော့ညနေမှအိပ်မယ်ဆိုရင်တော့အိပ်ရမောပါပဲတနေကုန်ကြီးငုံငုံငန်ငန်ဖြစ်နေမှာပါ။ကျောင်းမှာတင်နေတဲ့စာရီကို အာယုံမရှိပဲတနေကုန်အိပ်ငိုင်းနေမှာပါ။တင်အိပ်ငိုင်းနေလို့မေးနေတဲ့အချိန်မောင်ပြားကတင်ကန်းစာရီကိုခေါင်းထဲမှာစိတ်ထားပြီးပါပြီ။ကျွန်တော်ကတင်ကိုစောစောအိပ်ဝပြောနေတာမဟုတ်ပါဘူး။တရက်ကို9နှစ်နာရီနဲ့10နာရီကြာအိပ်ပြီးရပါပြီ။အခုတင်လို့ရမှာကတင်အိပ်ချိန်နဲ့ထချိန်ကို ကိုယ်တိုင်သတ်မှတ်ပြီးတော့နေ့စဉ်အဲ့အတိုင်းအိပ်ပါထားပါ နှိုးဆက်တွေမတုံးပါနဲ့။တင်ကိုယ်တိုင်ထနိုင်အောင်ကြိုးစားလေ့ကျင့်ပါ။ဒီအိပ်ရွာတဲ့အခါတင့်ကောင်းကကြည်လင်နေပြီးတော့တဏီကုံလုံးစိတ်ရောလူပါအက်တစ်ဖြစ်နေမှာပါ။ဒီနည်းနဲ့တင်သမျှစာတွေကိုအာရုံစိုက်နိုင်ပြီးတော့ပြန်လုံနိုင်ပါပါ။ဒုတိယချက်ကတော့အချိန်ကိုတန်ဖိုးထားဖို့ပါ။အချိန်ကိုတန်ဖိုးထားမယ်ဆိုပြီးတော့အချိန်ပြည့်စာအုပ်နဲ့လူနဲ့မခွာတဲ့စာလုပ်ခိုင်းတာမဟုတ်ပါဘူး။ဒီနေ့မှကျွန်တော်ကမောင်ပြန်တဲ့စကားပြောနေရင်နဲ့မေးလိုက်တယ်။မင်းကစကားနဲ့ တခြားသူတွေလိုလဲစကားအများများမပြောဘူးဘာလို့လဲပေါ့သူကဖြစ်ရဲ့ငါအချိန်တိုင်းစာလုံးနေတော့အဲ့လိုအကျိုးမရှိတဲ့စကားတွေကိုပြောဖို့အချိန်မရှိဘူးလို့ဖြေပါတယ်ကျွန်တော်စဉ်းစားတယ်ဒီကောင်လာနောက်နေတာအချိန်တိုင်းစာလုံးနေတယ်ပြောပြီးဘာမှလှုပ်တာလည်းမတွေ့ဘူးအမှန်တော့သူကခေါင်းထဲမှာစာလုံးနေတာသူကကြောင်းမှတင်ထားတဲ့မြောက်ကိုခေါင်းထဲမှာစုပြီးတော့ခွဲချမ်းစိတ်ဖြာတွေးတော့နေတာပါဒီလိုခေါင်းထဲမှာစာလုံးဖို့ကမခက်ပါဘူး တင်ကအားနေတာဖြစ်ဖြစ် တခုခုကိုအချိန်ကြာတဲ့အရာကိုလုံးနေတာဖြစ်ဖြစ်ခေါင်းထဲမှာစာလုံးနေလို့ရပါတယ်ဥပမာလမ်းလျှောက်နေတဲ့အချိန်အဝေးလျှောက်နေတဲ့အချိန်တပြက်စီလဲနေတဲ့အချိန်တွေမျိုးမှာကျောင်းစာသို့မဟုတ်အပြင်စာတခုခုနဲ့သက်ဆိုင်တဲ့ audio book တွေကိုနားထောင်တာ podcast တွေနားထောင်တာဒါမျိုးလုပ်လို့ရပါတယ်တင်ကကျောင်းသွားဖို့ဘတ်စကားစီးတဲ့အခါမျိုးမှာရှုပ်ထွေးတဲ့ပုံစံတစ်ခုတွေ့နေတာမျိုးဒါမှမဟုတ် definition တွေပြင်ဆင်စားတာမျိုးလုပ်နေလို့ရပါတယ် ဒီနည်းကတင်းအချိန်တွေကိုအခြားအရာတွေလုပ်ဖို့ပြီးလိုက်ရတဲ့အခါမျိုးနဲ့တင်ငန်းဆောင်အဟောင်းတွေကိုပြန်ပြီးဖို့အချိန်ပေးခြင်းတဲ့အခါမျိုးမှာတတော်အသုံးဝင်ပါတယ်။တတိယချက်ကတော့လုတ်တင်တာကိုလုပ်ဖို့ပါပဲ။တင်ကကမ္မစီချင်းအတန်းထဲမှာစတင်နေရဆိုပါလို့အဲ့မှာတင်းစရာစကားတွေကောင်းနေပြီးတော့သူ့ငယ်ဘဝအကြောင်းကြီးပြန်ပြောပြနေတယ်ဆိုရင်တင်ပါလို့ပါတယ်။တင်ကအဲ့ဒါကိုအာယုံပေးပြီးတော့အချိန်ကုန်ခံပြီးနားထောင်မလို့လား။ ီးတော့အဲ့အရာတွေကို စာမီးဝဲတဲ့ထည့်မိမယ်လို့ထင်လို့လားအာယုံစိုက်တင်တာဟုတ်လားအာယုံစိုက်ပါမှတ်တင်တာကိုမှတ်ပါဒီလိုမဟုတ်ပဲတင်ကဆေးရပါပြပြအကုန်လိုက်နာထောင်ပြီးအချိန်ဖြုံးနေတယ်ဆိုရင်တော့တင်ကစားတင်ချိန်နဲ့လူမားရောက်နေတဲ့စာမီးတစ်ပေါင်နဲ့မချပါဘူးဒီတော့တင်ပါလို့တင်လေအဲ့လိုလင့်ဟနေတဲ့အချိန်မျိုးမှာအကျိုးရှိတဲ့စာပြန်ဖတ်တာတို့ပိုနားလည်အောင်ပြန်စင်းစားတာတို့နောက်အချိန်အတွက်ပြင်ဆင်တာမျိုးလုပ်တင်ပါတယ်ပြီးတော့မှတ်တင်တာကိုမှတ်ဖို့ပါ ဥပမာကိုမမြင်ဘူးတဲ့စလုံးအစ်စ်တွေမှတ်ဖို့ခက်တဲ့စလုံးတွေကွန်ဆက်တွေပက်တန်တွေ equation တွေဒါမျိုးတွေကိုပဲအဓိကမှတ်ပါအခြားမလိုအပ်တဲ့အရာတွေကိုဤတိမရွေးတမျက်နာလုံးမြင်သားရရင်လည်းပြည့်အောင်မမှတ်ပါနဲ့အချိန်ကုန်ပါတယ်အကျိုးလည်းမရှိပါဘူးသင်ကဒီလိုမြင်းနေအများကြီးတားရတဲ့ဆိုရင်သင်တကယ်ပြန်ကြည့်ဖို့လိုအပ်တဲ့အခါမှာလဲဘာကိုကြည့်လို့ကြည့်ရမှန်းမသိပဲဒုက္ခရောက်မှာပါဒါပေမဲ့ဆရာတွေကအရေးကြီးတယ် ဆံမီးပွဲမှာမီးနိုင်တယ်လို့ပြောတဲ့အရာတွေကိုတော့မှတ်ဖြစ်အောင်မှတ်ပါနောက်တစ်ချက်ကမြမာလူကြီးမကြက်ဖို့ပါပဲကျွန်တော်တို့တော်တော်များများကစာကြက်ရင်မြမာလူကြီးဓာတ်ရိုက်ကြက်ကြပါအချိန်လဲရမ်းကုန်တယ်လို့အခုကြက် နောက်မီးလည်းအဖြစ်များကြပါတင်ကစာတပုတ်ကိုအချိန်ကြာကြီးပေးပြီးတော့ကြက်နေတဲ့အချိန်ဟောဒီမောင်ပြာနှစ်ပုတ်သုံးပုတ်လောက်ကြက်ပြီလို့နားနေပါအမှန်မောင်ပြာအစာမကြက်ပါစာမှတ်တာသူကကျွန်တော်ကိုပြောတယ်မင်းကစာအောင်မြန်မာလူကြီးအော်ကြက်ပြီးမှစာရတယ်ဆိုရင် မြက်စာလုံးဝမရတဲ့သူပဲတဲ့သူ့ရဲ့စာချက်ကြီးကဒီလိုပါဥပမာသင်ကမြန်မာစာတစ်ပိုက်ကြက်မယ်ဆိုရင်အဲ့ဒီစာပိုက်ကိုအရင်နားလည်အောင်ဖတ်ပါပြီးရင်မျက်လုံးမှိတ်ပြီးတော့အဲ့ဒီစာပိုက်ကိုနားလည်သလိုပြန်စဉ်းစားပါရုပ်ပုံလေးတွေပေါ်လာအောင်ကြကြောင်းစီပုံဖော်ပြီးတော့တစ်ခုနဲ့တစ်ခုချိတ်ဆက်ပါပြီးရင်သင်နားလည်သလိုပြန်ရွတ်ပါပြီးမှစာအုပ်ကိုပြန်ကြည့်ပြီးတော့ပြင်သင့်တဲ့နေရာပြန်ဒီလိုပုံဖော်တဲ့အခါမှာသင်ကောင်းနေမှာဘာမှမရှိအောင်ရှင်းလင်းတာပါ ရေတစ်ခွက်လောက်ခေါင်းအီးအောင်တောက်ပြီးတော့တိတ်ဆိတ်တဲ့နေရာမှာလှုပ်ပါတင့်ကောင်းနေဘာမှမရှိတော့ဘူးဆိုရင်ပထမစာကြောင်းပုံဖော်ကြည့်ပါဥပမာဥရိယမင်းကြီးစီရေတဲ့အိမ်ရှိမင်းကိုယုံကြည်တော်မူသည့်သက်အိမ်ရှိမင်းကြီးပေါင်ပေါ်တွင်ခေါင်းအုံးကနှစ်နှစ်ချက်ချက်ဆက်တော်ခေါ်နေပါသည်ဆိုတဲ့စာကြောင်းကိုကြက်မဲ့ဆိုရင် အရင်ဆုံးရေတဲ့ယောက်ျားလိုပုံဖော်ပါအိမ်ရှိမင်းဖြစ်တာကြောင့်သူ့ခေါင်းပေါ်တရကူလေးတင်တာပါ သူ့ဘေးမှာဘရင်တပါးကိုပုံဖော်ပါ ပြီးတော့ပုံပေါ်ပြီးအိတ်လိုက်ပါဒီပုံပေါ်လာတဲ့ပုံကို အပေါ်နင်းနေပို့ပါ နောက်တစ်ချောင်းကျက်ပါမယ်ထို့သောအခွင့်ကောင်းရတော့အခါအိရှိမင်းကဥဒိယမင်းကိုလှုပ်ကြံတက်ဖြတ်ပြီးတော့ချီနန်းကိုရယူရန်ကြံစီတဲ့စိတ်ညံ့နဲ့ဖြစ်လာတဲ့အဲ့ဒီစာရောင်းအတွက်ရေသေးရဲ့မျက်နှာကိုမကောင်းတဲ့အပြုံနဲ့ပြီးပြုံးလိုက်ပါအခွင့်ကောင်းဆိုတာကြောင့်မီတီလီတလုံးတော့ပေးလင်းလိုက်ပါချီနန်းရယူလိုတာကြောင့်ဘယင်ကြီးလက်တွေမှာချီတစ်ချောင်းပေးကင်လာပါ ရေသေးကိုတော့အက်တီကိုယူရောမဲ့ပုံစံနဲ့ပုံဖော်ပါပြီးတော့အပေါ်ကပုံနဲ့ပြန်ချိတ်ကြည့်ပါဂျီနီကလွဲသလိုပဲတော်ယုံနဲ့မိတော့မှာမဟုတ်ပါဘူး physics definition တွေကြက်မယ်ဆိုရင်လည်းဒီအတိုင်းလောက်ပါဥပမာ capacitor a capacitor is an electrical device that stores electrical energy in the form of an electric field အရင်ဆုံး capacitor တစ်လုံးကိုပုံဖော်ပါ is a dot equal to လေးထည့်ပါ electrical device အတွက်အဆက်လေးတစ်လုံး stro electrical energy အတွက်အဆက်ကိုတစ်တာပုံလေးလုပ်ပြီးတော့ဘူးဂျူသားလေးထည့်ပေးလိုက်ပါ phone on and electric fee အတွက်ကမျက်စိဆက်ကွင်းလေးထည့်ပေးလိုက်ပါကဲပုံကိုကြည့်ပြီးတော့ရွတ်ပါမယ် a capacitor is an electrical device that store electrical energy in the form of an electric fee အရင်လွယ်ပါနောက်တစ်ခုကမြင်သာတဲ့နေရာတွေမှာကတ်ထားပါ သင်ခက်ခဲတယ်ထင်တဲ့အချက်တွေစာရီကိုစက်ကူလီတဲ့ခြားရေးပါပြီးရင်နေရာတိုင်းလျှောက်ကပ်ပါဒီကဲတက်တာတို့မှန်တို့တကားတို့သင်ခန်းနေရာဒီမှာကတ်ထားရပါတယ်သင်ကတိတ်ပြီးမမှတ်နိုင်နဲ့မှတ်ရခက်တယ်လို့ထင်တဲ့စာရီကိုကပ်ပါဥပမာ ပုံသေးနည်းတွေခက်စစ်တွေ definition တွေနဲ့ english vocabulary ကို ရေးပြီးကပ်ပါစာလုံးတွေကိုမြင်သာအောင်ကြီးကြီးလေးရေးစေချင်ပါတယ်ဒါမှသင်ကရေးခဲ့တဲ့တရားတကားပွင့်မှုကြုံလာတိုင်း ီစာတွေကိုကြည့်မိနေပါပါတိမ်လုံးမှာကတ်ထားတာကြောင့်ခဏခဏကြည့်ပြစ်ပြီးတော့မှတ်မိသွားပါမယ်တင်ကဒါကိုအတိတ်ပဲမရှိဘူးထင်ရင်တော့စိတ်မကောင်းပါဘူးတကယ်အတိတ်ပဲမရှိတာကဘာမှမလုပ်ပဲဒီတိုင်းနေနေတာပါပဲနောက်ဆုံးတစ်ချက်ကအုံနောက်စီရပါခေါင်းလျှော်တာရေတောက်တာတွေကိုပြောတာမဟုတ်ပါဘူးတင့်အုံနောက်တွေကရှိတဲ့စာတွေကို စာရွက်ပေါ်ဆေးချခိုင်းတာပါ စာရွက်အလွတ်တရွက်နဲ့ခဲတံတစ်ချောင်းယူပါပြီးရင်တင်လေးလာမယ့်စာအကြောင်းတင်တိတမျှတစ်ခုမှကြံချရည်ပါ ပြန်မကြည့်ပါနဲ့အချိန်ယူပါတင့်ကောင်းနဲ့ဘာမှမကြံဘူးလို့ခံစားရတဲ့အခါမှာအမှန်နဲ့ပြန်တိုက်ကြည့်ပါအမားတွေကိုမှတ်ထားပါပြန်ပြင်ပြီးတော့အလွတ်ရေးပါဒီလိုရေးလိုက်အပေါက်ဖာလိုက်နဲ့စာရီပူပူရလာမှာပါဒီကြီးကအသင်ဇီဝဲကန်ကြီးစရင်ကြီးတာနဲ့တူပါတယ်ဘာဝယ်ရမလဲဆိုတာတေချာစဉ်းစားပြီးမှရွေးချယ်ဝယ်ယူတာမျိုးပါဒီကြီးကတင့်အောင်နောက်ကိုပို့ပြီးတော့ထက်မြက်လာအောင်လေ့ကျင့်ပေးပါတယ်။တင်ကဒီနီးတွေသုံးပြီးတော့စာအများကြီးလုံးစရာမလိုဘဲနဲ့ စာတော်တဲ့လူတယောက်ဖြစ်လာမှာပါစာလုံးချိန်တွေလည်းတော်တော်လေးကိုရှော့ချသွားနိုင်တဲ့ကြောင့်အချိန်ပိုအားချိန်နားချိန်လူတွေရလာမှာပါဒီအချိန်လေးမှာသင်ကြိုက်တဲ့အရာလေးတွေလုပ်လို့ရပါတယ်ဒီအထက်ပါနီးလေးကကျွန်တော်နဲ့မောင်ပြားကိုယ်တိုင်လိုက်တုံးကြည့်ပြီးမှအတီးပြူထားတဲ့အကောင်းဆုံးနီးတွေပဲဖြစ်ပါတယ်တကယ်လဲအကျိုးရှိရာကြောင့်လိုက်လုပ်ကြည့်ကြပါဗျာ